จะนามะลอบาติยาเรยลูลูจินสานายวินายฉันนาเทีย မစားရတဲ့အမဲအသေးနဲ့ပတ်တယ်ဆိုတာတာမျိုးကိုပြောတာပဲအချက်တကွဲအကျိုးနဲ့ဖြစ်မှာဆိုတတ်တလုံးဖုံးဖိလာတဲ့ကိစ္စတခုအခုတော့သူတို့အထောက်ဖြေတော့မှာပေါ့အဲ့ဒါဆိုမောင်လေးပို့တာရမယ်အမွေတွေလဲမရတော့ဖြစ်မှာပေါ့ ဘယ်လိုလုပ်ရမလဲဘာလို့လုပ်ရကောင်းမလဲမြေမနေ့ကလုပ်ကိစ္စအဆင်ပြေသွားရတာအဆင်ပြေပါဝဲစိတ်ညစ်စရာတွေကြီးပဲစိတ်ညစ်စရာတွေကတော့ပြောမနေပါနဲ့တော့ငါတို့လောက်ကတကယ်တွေးကြည့်လို့ရှိရင်စိတ်ညစ်စရာတွေကြီးပဲလေငါတော်မှမနေ့ကဒီလူနာကြောင့်အဆုခံရသေးတယ်ဟာ ဟဲ့ဟလာဘာလို့ဆူနေလဲလူနာအတွက်အုံမိုးဆိုပြီးတော့ဆေးတွေရေးပေးလိုက်တာလေအဲ့ဒီဆေးတွေကအစာလုံးတွေကမသေးခွဲလို့တဲ့ငါ့ကိုစူပါလေရောဟဲ့ငါကဘာလို့တေချာမလုပ်တာလဲငါလည်းတေချာလုပ်တာပါပဲဟဲ့သူတို့အော်ကမအော်စူကမဆူရောဒီလူနာယောကကျွမ်းနေပြီဟာနောက်ဆုံးဆင်းအောင်ရောက်နေပြီဟဲ့နင့်ဟာတေချာလို့လားအင်းငါလည်းမဆုံးနှပြားပဲကြားတာပဲ 接下来我们过进来。 မထူးတော့ပါဘူးလေ။တေမဲနေ့တော်ကြိုတိနေပြီပဲ။ဒီလောက်တော့လောပါကြီးတဲ့သူတွေ။ငါသူတို့တော့တတ်တာပဲကောင်းတယ်။ဒါမှငါမောင်လေးဖိုးတာရဲ့ဘဝ။အေးအေးကြမ်းကြမ်းနဲ့နေရမှာ။ဟော။သူတို့ငါတော့တတ်မယ်။ độc như không cẩn đủ dính cái lòng nó là tự để bắt đôi luôn đứa bé của nó nó ít thế cổ ngươi nói đấy đúng mà mẹ thì chẳng hạn tao mà chuyện gì cả không biết đã biết rồi nào mà xin mày mẹ bắt đầu đây bỏ chồng ngã anh đâu người là là đấy ငါအိမ်နေကိုလာတဲ့လူမှမရတိရောက်ပါတိမချစ်စရာဘူးလို့ လုံးရဲ့စစ်ဆေးကြည့်တဲ့ခါမှာတော့လူတမ်းမှုမဟုတ်ဘဲနဲ့လူတမ်းမှုဖြစ်ဖို့များတယ်။ဒီလူတွေလုံးရဲ့ဓာတ်ကိုလက်ပေါ်ရစစ်ဆေးကြည့်မယ်ဆိုရင်တော့တိကျတဲ့အဖြစ်ကိုရလာမှာပဲ။ CCTV မတန်းရဆိုရှင်တော့ခြံထောက်ကိုလူတယောက်ဝင်လာတယ်။အဲ့ဒီလူဒီမိမဓာတ်နဲ့လိုက်ထိုးတာဆိုတော့ဒါလူတမ်းမှုကျုံလုံနေတာပဲ။ဒါကြောင့်မလို့ဒီမှာတော်တော်ရှုပ်ထွေးပါတယ်ဗျာ။ဒါကြောင့်ဒီခြံထဲရမိသားစုတွေကျွန်တော်ခွင့်ပြုချက်မရပဲခကြီးမသွားကြဘူး။ခရီးပေးချင်ပါလား။ ားနဲ့တမီးတို့အမေကြွထားတဲ့ဆေးလေးတောက်လိုက်ကြအောင်နော်ခါခါကြီးတော့ဘာ။အော်မောင်ကြီးမောင်ကြီးယောဂပြောင်းချင်တောက်တယ်။အတတ။ရေတောက်ပြီးတော့မခါတော့မလား။ဟုတ်။အေးလိမ့်ပါလေ။ ဟုတ်ကဲ့မတေဦးတပူရင်းနဲ့ဆေးဖက်ဝင်တဲ့အရာတွေကိုကြိုထားတဲ့အမေဆေးကိုချော့မတွက်နဲ့နော်ယောဂတော်တော်ကျွနေတဲ့လူတွေတောင်းမှအမေကျူထားတဲ့ဆီကိုတောက်လိုက်ရင်ပျောက်ကုန်ကြတာတမီးရဲ့ ။တမီပါဏာတိပါတာဆိုတာအိမ်မတန်းမှကြောက်စရာကောင်းတယ်။ဒီဘဝမပြောနဲ့ဘဝစတိုင်းစတိုင်းတော့ဝိလေစေတာ။ပါဏာတိပါတာဟိုတော့ကျူးလွန်ဖို့စိတ်မကူပါနဲ့တမီရဲ့။သူတပားအတက်ကိုတမီပြီဆိုရင်ကိုဘဝကဘယ်တော့မှတန်ရှင်းဖြူစင်လာမှာမဟုတ်တော့ဘူး။ တမီးစဉ်းစားနော်တမီးမှာရွေးစရာမရှိလို့ဒီလန်းကိုရွေးလိုက်ရတာပါအမေတမီးကမကြခင်တေတော့မှာလေတကယ်လို့တမီးတေသွားလို့ရှင်လူလောကရဲ့ တယောက်တည်းကျန်ခဲ့မယ်သမီးရဲ့မောင်လေးဖို့တော့သမီးအဆင်ပြေစေခြင်းနဲ့အမေရဲ့တာချောင်းမို့အမွေတွေကိုလုံးပါတဲ့သမီးရဲ့အမောင်လေးသမီးတော့တက်ဖို့ဆုံးဖြတ်လိုက်တာပါ တမီးရဲ့ဆုံးဖြတ်ချက်ကပေါ်သွားလာမယ်။မာရာပေါ့ကွယ်။လူမိုက်တို့သွားရလမ်းဆိုတာသူအလိုလိုရှိပြီလား။သူတို့လမ်းကိုသူတို့ပါတာသွားလိမ့်မပေါ့။တမီးကဘာဖြစ်လို့ဥဆောင်လမ်းပြလှုပ်ရှင်ရတာတို့။လူမိုက်တို့လမ်းဆိုတာအမိုက်မောင်ဖုံးနေတာတမီးရဲ့ စူးညောက်ခလုတ်တွေများပြီးဟိုးအဝီစီငရဲတွင်တဲ့ကိုကြာသွားနိုင်တယ်အဲ့ဒီအဝီစီငရဲတွင်တဲ့ကိုကြာသွားပြီးပြီဆိုရင်လည်းပြန်တက်လာဖို့ဆိုတာမလွယ်ဘူးအမေအမေပြောတာနားလည်မှာပါနော် မိုက်ချက်ဘုရားတရားလေးသူများရေပြောတယ်လို့ကြောက်ကိုရှိပါပဲအခုမိုက်ချိန်တို့မီးတို့ပြောရရဘုရားလေးတခုမှနားမလဲဘုရားလေးတိတာတော့လေမိုက်ချိန်ဘုရားတရားတိတ်ချစ်တာမိုက်ချိန်တိသွားမယ်ဆိုရင်ဘုရားလေးအရင်ကြောက်တာဘုရားလေးမှာအကူကြီးရလဲရှိဘူး မိတ်ဆိုင်တိမယ်ဆိုတော့ခဏစမ်းပြပြောရင်လေဘုရားလေးအတွက်အရေးကြောက်တာမိတ်ဆိုင်မိတ်ဆိုင်တိမိတ်ဆိုင်တိလို့ပြဘူးမိတ်ဆိုင်တိဘုရားလေးကြောက်တယ်ဘုရားမကြောက်နဲ့ဘုရားသူများရေပြောသလိုပြာကုဆိုင်မှာမဟုတ်တာလူတွေကဘုရားဝိုင်းနိုင်ခြင်းတော့မဘုရားလေးမှာသူတို့ပြန်လို့ဖို့ခွန်အားရှိရဲ့လေဘုရားလေးကညံကောင်းတဲ့ကလေးလေးနော် လောကကြီးကိုဘလို့ခွန်အားနဲ့ရင်ဆိုင်ရမယ်ဆိုတာဖုတ်တာလေးစဉ်းစားတာကြားလာဖုတ်တာပြုံးမောင်ပြောတာမှန်နေမောင်လေးရဲ့မိုင်းစင်ဟာမကြခင်တေတော့မှာတကယ်လို့မိုင်းစင်တေသွားလို့ရှင်လောကကြီးထဲမှာတယောက်ထဲကျန်ခဲ့မယ်ငါရဲ့မောင်လေးရလေး တယောက်တည်းရက်တည်နေအောင်ကိုကိုကိုအာကိုတောင်ကျိုးစားမင်းတော့မောင်းလေအိုတီမတီမဆိုတာယူကနနာမကြောနေလို့ဘုရားကြာဘူးကလေလူတက်လို့ရှိထောင်ကြရဲ့ဘုရားကမိမိရပြောတယ်ဟိုမရှိရင်လူတက်လိုက်လို့ရှိငရေလည်းကြီးမှာငရေလည်းကြပါတယ် ။ဘာကြီးဘာကြီးလေးမင်းရဲ့ညီတို့လည်းပြည်ဘူး။တောင်းကြလို့လည်းပြည်ဘူး။ဒီဒီလိုလုပ်မယ်လေ။ဘာကြီးမိုက်ကြီးရဲ့ဘိုက်ထဲမှာရှိရလေ။ဘူတီတီလေးတွေကိုကုဖို့ရဲ့ဖိုးထားတဲ့ကောင်ထဲမှာရှိရဘူတီတီလေးတွေကိုကုဖို့လေ။အဲ့ဒီတော့ပဲပချံနေနေလေးယူထားမယ်လေ။ကျန်တာတွေကိုတူတူပေးလိုက်။ပေးလိုက်။မိုက်ကြီးရဲ့ဦးတာလေးနဲ့ဘွယ်ဦးတူတူနေမယ်လေ။ဒီမတန်းတယ်လို့မိုက်ကြီးတော့မိုက်ကြီးတက်တယ်။မိုက်ကြီးမကြည့်ဘူတာလေးကကြောက်တယ်။ဘူတာလေးကမိုက်ကြီးရဲ့နေမှာ။ ไม่ได้ลูกมันจะเดียวไม่ได้ไม่ใช่ စိန်နေငါ့ကိုဖုန်းပြန်ဆက်မယ်ဆိုတာငါသိသားပဲဓမ္မဖိုးတာလေးရလေငါတို့ရဲ့မောင်မဟုတ်ဘူးတူပါလို့ရှင့်နေမအောင်ငါပြောလိုက်ရမလားငါပြောထားတဲ့အတိုင်းအမွေတဝက်ကိုငါ့ကိုပေးမလားပြောပြောဟဲ့ပြောမြန်မြန်မမကြီးမနှက်ပြန်ကြလို့ရှင် ဖိုးတာနဲ့ကျမနဲ့အိမ်ကိုပြန်လာခဲ့မယ်။ဒါပဲပေါ့ဒါပဲပေါ့။อืม ခိုင်ထဲမှာဘလို့မှမရှိဘူးလားဟမ်ဘလို့မှမရှိကြဘူးလားလို့ရှိပါတယ်ပို့ကြရှိပါတယ်ဥပ္ပိုလ်ကြရဲ့ဘယ်ကဘလို့လှန့်လာတာလဲဘာခိစားရှိလို့လဲဩမိနီရေနေရာလဲငါတွေ့တာမြန်တရေတစီတွေ့တာကြာဒီမှာ နင်တို့ကငါဒုက္ခပေးဖို့လာတာမဟုတ်နင်တို့ကကုညီမလို့လာတာဟုတ်ကဲ့နေဟိုဘရဲ့ကွက်ကဟိုနှလုံးတိုင်လीမိကျော်နဲ့ပတ်စံသိန်း300ပေးเสียရှိရဆိုဟွဟုတ်ပါတယ်ဘိုးကြရဲ့ကျမတို့သိန်း300အကျွေးတင်နေတယ်ကျမလည်းပေးเสียမရှိဘူးအဲ့ဒါ နောက်တစ်ပတ်ထဲမှာအဲ့ဒီသိန်း300ကိုပေးရင်ပေးမပေးနေတော့တပ်ပြစ်မယ်တဲ့ကျမမလည်းပေးစရာမရှိဘူးအခုဒီမိမဥဖိုးကြောင်တောင်းခိုင်းလိုက်တာလားဒီမိမနဲ့ဥဖိုးကြောင်နေရတဖွဲ့တယ်လားအတူတူလားရဲ့ဥဖိုးကြောင်ဥဖိုးကြောင်မပြောဘူးလားဒါငါတူမပါအဲ့လိုမလုပ်ပါနဲ့လို့ကိုပြောမပေးဘူးလားလို့ဥဖိုးကြောင်ရဲ့ဒီပါရှောက်ပြောနေတာတော့ အဲ့မိမတဲ့ငါနဲ့တပွဲတည်းလည်းမဟုတ်ဘူးအေးဒါပေမဲ့ငါတိထားတာတခုကတော့ဒီနေ့မှနေအဲ့ဒီပက်ဆန်သိန်း300ကိုလာပေးပေးမပေးဒီညနေနေ့ကိုလာတတ်လိမ့်မယ်ဘုရားဘုရားဘုရားဒီညနေချက်ချင်းကြီးကျမတိန်300 ဘလို့ရှာပြရမှာလဲပူကြရဲ့ဒုက္ခပဲဒုက္ခပါမနဲ့ဖတ်ကြလို့ရှိရလေတင်မဆိုင်ပြန်လာလိမ့်မယ်အဲ့ဒီချိန်ကျရင်အဲ့ဒီကိစ္စပြေလဲသွားမှာပါပြေလဲသွားမှာမပူကြရဲ့နော်နော်နေရနေညမဟုတ်တိတ်အားကိုနေဟဲ့လားဟမ်အဲ့တင်မဆိုင်ပြန်လာလဲအဲ့ပက်ဆန်300ပါလာမှာမဟုတ် နင်တို့တွေကအယံတနာတယ်နော်ရှေ့နေပြောသမျှခေါင်းငုံပြီးခံနေရတယ်ရှေ့နေပြောသမျှတွေကိုနားထောင်နေရတာအေးဒီမှာဟောက်ထုတ်ထဲမှာဘိန်း1000လောက်တန်တဲ့ပစ္စည်းပါ ဘိမ့်ပြူနေလားဟုတ်တယ်အဲ့ဒီပစ္စည်းတွေကိုနေအိမ်မှာငါခဏထားခဲ့တယ်ခဏနေရင်ဒီပစ္စည်းတွေကိုလာယူလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ငါမှာသွားရလာရင်အရန်ကြက်တဲနေလို့ငါဒီမှာခဏထားခဲ့တယ်ဒီတစ်ခုတော့ရှိတယ်လာယူတဲ့လူတွေကဒီပစ္စည်းတွေကနေပစ္စည်းလားလို့မေးရင်ဟုတ်ပါတယ်လို့ပြောဟုတ်ကဲ့ဒါဆို ဒီပစ္စည်းတွေအတွက်ကျမဘယ်လောက်ရမှာလဲဟမ်နင်ငွေကြီးစကားတိတ်မပြောနဲ့နင့်ကိုညံ့နေလာတတ်မယ်ဆိုတဲ့လူတွေကိုနင့်ကိုအန်ဒီရယ်မပေးဘူးငါဖုံးဆက်ပြီးတော့ပြောလိုက်မယ်ငါပြောသလိုပဲဒီပစ္စည်းတွေကနင်းပစ္စည်းလားလို့မင်းဟုတ်ပါတယ်လို့ပြောအဲ့ဒါမှနင့်ကိုဘဝပတ်စံပေးထားခဲ့လိမ့်မယ်ရှင်းတယ်နော်ဟုတ်ကဲ့ ျမကျမပစ္စည်းတွေပါလို့ပြောပါမယ်ပြောပါမယ်ကောင်းနေဟုတ်ကဲ့ဟုတ်ကဲ့ကဲဆိုငါသွားလိုက်တော့မယ်ဟုတ်ကဲ့ ျက်စီးလာလို့ရပါဘာ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 ပျက်စီးဒီအိမ်မှာအထုတ်ထုတ်ရောက်နေရလို့ကျွန်တော်တို့သတင်းရထားလို့ပါဒီအိမ်မှာအဲဟုတ်တယ်ဒီမှာဒီမှာဒီရလေဒီအထုတ်ဒါမာကြီးအထုတ်တေးချပါရနော်တေးချတယ်တေးချတာပေါ့ဟုတ်တယ်ကျမထုတ်အဲ့ဆိုသူ့ကိုလက်ထိတ်ခလိုက်ရှင် ဘာဖြစ်လို့လဲဘာ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 ဟဲ့ဟဲ့အရေဘာ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 ဖြစ်လို့လဲကျမဘာဖြစ်လို့လဲဘာလုပ်လို့လဲဟုတ်ကဲ့ရှင်းပြပါလိမ့်မယ်ရေဘာဘာမှမလုပ်ဘူးလေဥပိုးကြဒီရေရဲ့ဝင်သွားကြရဲ့ကျွန်တော်တို့ရေမတင်ကြလို့စောက်ကြည့်နေကြပါဘူးအခုဥပိုးကြောက်လဲကျွန်တော်တို့ဖန်ထားပြီပစ္စည်းလက်ဝယ်ရှိရဲ့ဒွန်နီနီလမ်းလဲကျွန်တော်တို့စကန်ခေါ်သွားမှာဖြစ်မယ်စကန်ကိုခေါ်ခေါ်သွားမှာအခေါ်သွားလို့မရဘူးလေ ခေါ်သွားလို့မရအောင်မလိုက်ဘူးဒီဒီဟာလေဒီမပစ္စည်းမဟုတ်ဘူးဥဖိုးကျလာထားွားတာဒီမပစ္စည်းမဟုတ်ဘူးတကယ်ပြောတာခေါ်ခေါ်မသွားနဲ့မလိုက်ဘူးမလိုက်ဘူးလေကဲကဲကဲမလိုက်မလိုက်ဘူးစကားအေးစေးပြောပါအခုပစ္စည်းလက်ဝယ်ရှိရဒေါ်နီနီလိုင်းရောမူရစီဆွဲနေရခမညာညမောပါကျွန်တော်တို့စကမ်းခေါ်သွားမှာဖြစ်မယ်ကဲကဲဒီနီခိုင်ပါဟောလေထား ကျွန်ကျွန်မပြည့်စုံမဟုတ်ဘူးအဲ့ဒီဦးဦးဦးဖိုးကြလာဖို့တာမယုံမင်းကြီးလဲသူ့လိုက်လိုက်ဘူးလို့ပြောနေမှာလား င်းလေးကဖရားရဲ့တရားအေးကအေးချမ်းလိုက်တာနော်မိုင်းနဲ့မောင်လေးတွေဘောကအခုလိုပြန်ပြီးအေးချမ်းလိမ့်မယ်လို့မိုင်းစိန်တော့လေအရင်တော့မထင်ခဲ့ဘူးသိလားအမွေလူခဲ့တဲ့မောင်နှမတွေရဲ့လောဘဒေါသမောဟတွေဟာတတော်ကြောက်စရာကောင်းတာပဲနော်အေးဒါမဲ့ အဲ့ဒါတွေကအခုတော့ပြီးဆုံးသွားပါပြီမိုက်ဆိုင်မိုက်ဆိုင်ရတယ်ယောဂတော့အရှင်းမပြောက်တော့သေးဘူးနဲ့တူတယ်ဟိုမိုက်ဆိုင်ကျမ်းမာရေးကောင်းဖို့အတွက်ကိုလေဟိုဆရာလေးကဆေးရအထိန်တော့ပဲဖြစ်လိမ့်မယ်ဟိုဖုတာလေးအထိန်ပြောရရင်လေဆေးုံတက်ပြီးဆေးကုဖို့လုံမယ်နဲ့တူရဲ့မိုက်ဆိုင်နော်ဟိုဖုတာလေးကတော့လေဟိုတော်တော်နေလို့ကောင်းလာတယ် ဟိုခေါင်းလေးလေးလေးလုံးဝမကိုက်တော့ဘူးတလားပြီးလို့လေဒီလိုအဖြူကြီးတော့တိုက်စီလေးလေးအဲ့ဒါလေးကွင်းစရာမလိုတော့ဘူးအဲပြီးတော့ဖူတာလေးနေရတာကိုကိုလေးဘလိုလေးလဲမသိတမျိုးလေးတော်တော်လေးကောင်းလာတယ်ဖူတာလေးလူကောင်းဖြစ်တော့မယ်နဲ့တွေ့ရနော်ဖူတာမင်းကအရင်ကတည်းကလူကောင်းပဲလေတကယ်တော့မင်းကအလေလွန်နေရမင်းကသူများကြီးခေါ်တယ်လို့ပြားကိုစေဆိုတာလေမင်းကမဟုတ်ဘူးမင်းကပြားတရားပြားတရားအဲတကယ်တော့ တရားထက်တောင်ပူခြင်းပိုးနေမှာမင်းကတရားတစ်ဆယ်လောက်ရှိမှာကွာပြောမမင်းငါ့ကိုလာနောက်နေရနော်ဘာပဲပြောပြောမင်းကိုကျေးဇူးတင်ပါတယ်ဟိုငါတို့မောင်နှမနေအောင်ဘာလုပ်လို့ဘာကမှမသိရနဲ့ဒုက္ခရောက်နေတဲ့အချိန်မှာမင်းကလေတကယ်အေးချမ်းနဲ့ဆရာလေးရှိကိုခေါ်တော့ပြီးတဲ့ကြောင့်မင်းကိုကျေးဇူးတင်ပါတယ်ပြောမဟာမိုက်တင်ပါစေဖိုးတန်လေးကတကယ်ပြန်ကောင်းသွားရင်လည်းတူရယ်နော်ပြုံးမအောင်လေ တသက်လုံးကောက်ချိတ်ကောက်ချိတ်လို့ခေါ်လာခဲ့သည်များဒီကောင်လေးဒီနေ့မှကျုပ်ကိုပြုံးမအောင်လို့စခေါ်တော့တယ်ဒီကောင်လေးတကယ်ပြန်ကောင်းသွားရင်လည်းတူတယ်ဟုတ်တယ်ပြုံးမရဲ့မောင်လေးဖို့တာရဲ့ယောဂါတွေလည်းတက်တာသွားပြီပြီးတော့မာကြီးစိန်ခံစားနေတဲ့ယောဂါတွေလည်းတော်တော်တက်တာနေပြီအော်ပြီးတော့ဟိုဆုံးသွားတဲ့နေနေအတွက်ကိုလည်း မားတို့မောင်နှမတွေကောင်းမှုကုသိုလ်ပြုပေးရအောင်နော်။အော်ပြီးတော့ဆုံးသွားတဲ့အဖေနဲ့အမေရဲ့ဟိုဖွားလေးအတွက်ကိုလေတလားတစ်ခါလောက်ကုသိုလ်ကောင်းမှုတွေတွေလုပ်ပေးကြရအောင်နော်မောင်လေး။ဟုတ်။အော်ထောင်ကြနေတဲ့မိုင်းနီနီလိုင်းနဲ့နီနီခိုင်အတွက်ကိုလည်းလေထောင်ဝင်စားလေးပုံမှန်တွေ့ပေးရအောင်နော်။ပြီးတော့ယောဂဝေဒနာခံစားနေတဲ့မိုင်းနီနီလိုင်းကိုလည်းစေကုပ္ပတာပေးရမှာပုံမှန်လေးရယ်နော်။ အော်ဟိုမိုင်းတို့မောင်တို့မဒုက္ခရောက်တော့ကလေဟိုစိတ်ကုတ်ပေးတဲ့ဆရာလေးကိုမောင်လေးမမိတယ်မလားဟုတ်မမိရဗျအေးအဲ့ဆရာလေးရဲ့အကြောင်းဝေယဝိဆာတွေအတွေ့နဲ့ဟိုဆရာလေးလေသာသနာပြုခီးလမ်းမှာသုံးဖို့ဆွဲဖို့ငွေကြေးတွေကိုအာမိုင်းတို့မောင်တို့တွေကတရောင်းတနည်းအနေပြီးတော့လှူပေးကြရအောင်နော်မောင်လေးဟုတ်ကဲ့မတော်မောင်နှမတွေဖျားနဲ့တရားနဲ့တသက်လုံးပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းလေးနဲ့ ¿Nidwa ¿no? 家。